မနေ့ကရှင်ပြိုင်တိုးတက်ပြီးစီးသွားခဲ့တဲ့ UFC 333 event ပွဲစဉ်ရဲ့ခေါင်းပွဲ main event ပွဲစဉ်ဖြစ်တဲ့ Ellis Barra နဲ့ Marco Matt Ankara ရဲ့တို့ရဲ့ပွဲစဉ်ရလက်ကိုနားထောင်ပြီးတဲ့နောက်မှာဖြစ်သွားခဲ့တဲ့ UFC fan တယောက်ရဲ့ reaction ပဲဖြစ်ပါတယ်ကျွန်တော်တို့ဒီကြည့်ရှုနေကြတဲ့ပြည်သက်တွေထဲမှာရောအဲ့ဒီလိုမျိုးဒီဖြစ်သွားတဲ့ဟို reaction ပေါ့နော်အဲ့ဒီလိုမျိုးခံစားလိုက်ရတဲ့ reaction မျိုးရှိခဲ့လားဆိုတာ comment မှာရေးပေးခဲ့ကြပါဦးခင်ဗျာ ဆိုတော့ဒီနေ့ပြင်ဆက်ပေးသွားမယ်အကြောင်းအရာတွေကတော့မနေ့ကပြီးသွားတဲ့ UFC 313 event ပွဲစဉ်ကပွဲကောင်းပွဲချမ်းတွေအကြောင်းကိုပြန်လည်သုံးသပ်ပြင်ဆက်ပေးသွားမယ်အပြင်ကောင်းပွဲ main event ကြီးဖြစ်တဲ့ Alex Barra နဲ့ Marco Matt Anka လက်ရတွေ့ရဲ့ပွဲစဉ်မှာ Barra ကြီးဘာကြောင့်ရှုံးသွားရတယ်လဲဆိုတဲ့အကြောင်းကိုသုံးသပ်ပြင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် မနေ့ကရှင်ပြိုင်ထိုးသက်ပြီးစီးသွားခဲ့တဲ့ UFC 313 event ပွဲစဉ်ဟာဆိုလို့ရှိရင်တော့တကယ်ကိုကောင်းတဲ့တွဲဆိုင်ကောင်းတွဲဆိုင်ကျန်းတွေကို UFC ဘက်ကပွဲတက်ပေးထားတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီးတော့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter လေး Joshua Ban နဲ့ပါဝင်ထိုးသက်သွားခဲ့ပြီးတော့အဲဒီပွဲစဉ်မှာလဲ Joshua Ban အနေနဲ့သူ့ရဲ့ပြိုင်ဘက် fighter ကိုလှလပပနိုင်ယူရရှိသွားခဲ့တဲ့ တွဲဆိုင်တစ်ခုဖြစ်ခဲ့ပါတယ်။ကောင်းပွဲ main event ပွဲစဉ်အနေနဲ့ကတော့ UFC အပွဲအစည်းရဲ့ light heavyweight dan champion ကပတ်လူပွဲပွဲစဉ်ဖြစ်တဲ့ Alex Pereira နဲ့ Magomed Ankalaev တို့ရဲ့ပွဲစဉ်ကိုအဓိက main event ပွဲစဉ်အနေနဲ့ပွဲထုတ်ခဲ့တာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်ဟာပရိသတ်တွေကိုတော်တော်လေးအံ့ဩမှုတွေပေးနိုင်ခဲ့တဲ့ပွဲစဉ်ဖြစ်ခဲ့သလိုတချို့သောပရိသတ်တွေအတွက်အင်မတန်မှကိုစိတ်ပျက်စရာတွဲဆိုင်တစ်ခုဖြစ်ခဲ့တယ်လို့လည်းပြောရမှာပါ။ UFC 313 event ပွဲစဉ်မှာခုနကပြောခဲ့တဲ့ Alex Pereira တို့ရဲ့ပွဲစဉ်ပါဝင်တကယ်ကိုကြမ်းခဲ့တဲ့တွဲဆိုင်တွေကအများကြီးရှိပါတယ်။အဲဒီတည်းကမှကျွန်တော်ရဲ့အကြိုက်ဆုံးတွဲဆိုင်တွေကိုပြောပါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ချင်းတိုင်းရင်းသား fighter လေး Joshua Benn ရဲ့တွဲဆိုင်ကလည်းတော်တော်လေးကိုကြည့်လို့ကောင်းတဲ့တွဲဆိုင်တစ်ခုလို့ပြောရမှာပါ။အဲဒီတွဲဆိုင်အပြင်ဆိုလို့ရှိရင်တော့ main card ရဲ့ပထမဦးဆုံးပွဲစဉ်မှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ King Green နဲ့ မာရီစီယိုရူဖီတို့ရဲ့ပွဲစဉ်ဟာတော်တော်ကိုကျန်းတဲ့ပွဲစဉ်ပါပြီးတော့မိန်ကတ်ထဲမှာပဲရှင်ပြိုင် ထိုးသက်သွားတဲ့ပွဲစဉ်ဖြစ်တဲ့ဂျယ်လင်တန်နာနဲ့အစ်ဂနာစီယိုဘဟာမွန်ဒက်စတိုရဲ့ပွဲစဉ်ဟာဆိုလို့ရှိရင်လည်းတော်တော်လေးကိုကောင်းတဲ့ပွဲစဉ်ပါပြီးတော့နောက်ထပ်ဒွဲဆိုင်ကတော့ UFC 313 event ပွဲစဉ်ရဲ့ co main event ပွဲစဉ်ဖြစ်တဲ့ Justin Gaethje နဲ့ Rafael Fiziev တို့ရဲ့ပွဲစဉ်ကလည်းတော်တော်လေးကိုပွဲကြံခဲ့တာပေါ့။ကောင်းပွဲ main event ဖြစ်တဲ့ Magomed Ankalaev နဲ့ Alex Barrera တို့ရဲ့ပွဲစဉ်ကတော့ ရှိကပြိသက်တွေကိုကျွန်တော်တင်ပြထားခဲ့တဲ့ဗီဒီယိုကြီးအတိုင်းပဲတချို့ပြိသက်တွေကိုအင်မတန်မကိုပောက်ကွဲစေခဲ့တာဖြစ်ပြီးတော့တချို့ပြိသက်တွေအနေနဲ့ကတော့သူတို့အနေနဲ့အလောင်းစာပြုတ်လုခဲ့ရမှာကြီးမမဆုံးရှုံးမှုတွေဖြစ်ပေါ်သွားတယ်ဆိုပြီးတော့လည်းသိရပါတယ်ဆိုတော့အဲ့ဒီလိုမျိုးစိတ်လုံရှားစရာတွေပေးနိုင်ခဲ့တဲ့ဒွဲဆိုင်တွေအကြောင်းကိုကျွန်တော်နဲ့ပြန်ပြီးတော့အတူတူကြည့်လိုက်ကြရအောင်ပါ ပထမအဦးဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့တွဲဆိုင်ကတော့ UFC ဖွဲ့စည်းရဲ့ live event မှာရှင်ပြိုင်ထုတ်သက်သွားပြီးတော့ performance of the night bonus ဆုကြီးငွေပါရရှိသွားခဲ့တဲ့တွဲဆိုင်ဖြစ်တဲ့ King Green နဲ့ Mauricio Rufito ရဲ့ဒီပွဲစဉ်အကြောင်းကိုအရင်ဆုံးသုံးသပ်တင်ဆက်ပေးသွားခြင်းပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင်တော့ပရိသတ်ကိုပြပြမှုပြေဝပေးနိုင်တဲ့ပုံစံမျိုးနဲ့ခက်ချမ်းချမ်းရမ်းကစားပြတဲ့ King Green လိုမျိုး fighter နဲ့ UFC အဖွဲ့အစည်းကိုပြောင်းရွှေ့လာတာမကြသေးတဲ့ မော်ရီစီယိုရူဖီလိုမျိုးဖိုက်တာဂျန်တို့ကိုပွဲတက်ပေးထားတဲ့တကယ်ကိုပွဲဂျန်တဲ့ပွဲကိုစောင့်ကြည့်ခဲ့ရတာပဲဖြစ်ပါတယ် ဒီပွဲစဉ်ဟာဆဆခြင်းမှာဆိုလို့ရှိရင်တော့ဒါ main cat ရဲ့ပထမအဦးဆုံးပွဲစဉ်ဖြစ်တဲ့လျောက်ပရိသတ်တွေအနေနဲ့စိတ်ဝင်စားဖို့ကောင်းပါမလားဆိုပြီးစောင့်ကြည့်နေခဲ့ရမှာပထမအချီရဲ့2မိနစ်လောက်မှာဆိုလို့ရှိရင် Mauricio Rufi ဆိုတဲ့ fighter အနေနဲ့ King Green ကို spinning wicket လို့ခေါ်တဲ့နောက်ပြန်ခြေကန်ချက်နဲ့ကန်သွားခဲ့တာဖြစ်ပြီးတော့လုံးဝကိုနောက်ကောက်ကျသွားအောင်ထိုးပြခဲ့တာပဲဖြစ်ပါတယ် သူ့ရဲ့ခြေကန်းချက်ဟာအင်မတန်ပြင်းထန်လွန်းတဲ့အတွက်ကြောင့်မို့လို့ King Green အနေနဲ့လောကကို ပြန်မထလာနိုင်ပဲနဲ့သူ့အနေနဲ့တော်တော်လေးကိုနှာနှက်ယူလိုက်ရပြီးတော့ Mauricio Rufi ရဲ့ spinning wicket ဟာဆိုလို့ရှိရင်မနေ့က UFC 313မှာတကယ်ကို highlight ပွဲစဉ်အနေနဲ့ပါပြန်လည်ပြတ်သားရတဲ့အထိတကယ်ကိုကြမ်းခဲ့တဲ့ဒွဲဆိုင်ကောင်ဒွဲဆိုင်ကြမ်းတစ်ခုဖြစ်ခဲ့တာပေါ့ဆိုတော့ဒီ Mauricio Rufi ဆိုတဲ့ fighter အကြောင်းကို ပြောရမယ်ဆိုလို့ရှိရင်တော့ဒီ fighter ဟာ Brazil နိုင်ငံသား fighter ဖြစ်ပြီးတော့သူ့အနေနဲ့တကယ်ကိုကြမ်းတဲ့ striking skill ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ် MMA ပွဲစဉ်ပေါင်း73ပွဲထိုးသက်ထားပြီးတော့အဲ့ဒီတဲကမှ72ပွဲနိုင်တဲ့ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့အနေအထားမှာနိုင်ရ ရရှိထားတဲ့ဆက်နက်ပွဲထဲမှာဆက်တပွဲအထိကိုအလဲထိုးဒိုင်ပွဲရက်နဲ့နိုင်ယူရရှိထားခဲ့တဲ့အတွက်ကြောင့်မို့လို့ဒီဖိုက်တာရဲ့စကေးကလုံးဝရှော့တွက်လို့မရတာပါလက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင်တော့ UFC ဖွဲ့စည်းမှာပွဲစဉ်၃ပွဲရှင်ပြိုင်ထိုးတက်ကစားခဲ့ပြီးဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်၃ပွဲထဲမှာဆိုရင်သူ့အနေနဲ့၂ပွဲအထိကိုဖွဲပြက်ပြထားပြီးတော့ဂျာဂင်အသက်အရွယ်ပိုင်းရပြောရမယ်ဆိုရင်လည်းအခုချိန်မှာအသက်28နှစ်အရွယ်သာရှိသေးတဲ့အတွက်ကြောင့်မို့လို့နောက်တဲ့ generation fighter တွေလို့ပြောမှာဖြစ်ပြီး အကြခင်အချိန်အတွင်းမှာ UFC အဖွဲ့အစည်းရဲ့ Top 15, 8 Top 15ကနေ Top 10ဆင်းတဲ့ကိုဝင်ရောက်လာပြီးဆိုလို့ရှိရင်တော့ UFC ရဲ့ Lightweight တန်းထိပ်ပိုင်းနေရာမှာနေရာယူထားတဲ့အသက်35နှစ်အရွယ် Fighter OG တွေကို က်ဖြတ်ပြမဲ့နောက်တက်လူငယ်ဖိုက်တာကစားသမားတွေကတယောက်ဖြစ်ပါတယ်ဆိုတော့ဒီပွဲစဉ်ပြီးမှဆိုလို့ရှိရင်တော့ Mauricio Rufi အနေနဲ့ performance of the night bonus ဆုချင်းကိုပါရရှိသွားတာဖြစ်ပြီးသူအနေနဲ့မကြခင်အချိန်အတွင်းမှာနောက်ထပ်ဖိုက်တာဂျန်နေနဲ့ပွဲတည်ပေးဖို့မျှော်လင့်ထားတယ်လို့ဆိုပါတယ်ဆိုတော့ဒီပွဲစဉ်မှာ Mauricio Rufi ရဲ့ performance ကိုကြည့်ပြီးသွားတဲ့နောက်မှာဆိုရင်တော့ပရိသတ်တွေအနေနဲ့မကြခင်အချိန်အတွင်းမှာ lightweight တန်းကပွဲကောင်းပွဲချမ်းတွေကိုစောင့်ကြည့်ရတော့မယ်လို့ကျွန်တော်အနေနဲ့ဒီနေရာကနေပြောဆိုခြင်းပါတယ် နောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့တွဲဆိုင်ကလည်း UFC ရဲ့ lightweight တန်းမှာရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့တွဲဆိုင်ဖြစ်ပြီး UFC ရဲ့ lightweight တန်းကအဆင့်73နေရာက fighter ဖြစ်တဲ့ Jelin Tanla နဲ့ ranking မဝင်သေးတဲ့ fighter ဖြစ်တဲ့ Ignacio Bahamontes တို့ရှင်ပြိုင်ထိုးသက်သွားတဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုလို့ရှင်ရင်လည်းပထမအချီမာရင်ပွဲသိမ့်ပြသွားတဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့တကယ်ကို ရိတ်သက်တွေကိုလုံးဝကိုအားတင့်သွားစေရအောင်လင်းလင်းမြန်မြန်နဲ့ပဲပွဲသိမ့်ပြသွားတဲ့ပွဲစဉ်မှာဒီပွဲစဉ်ကဆိုလို့ရှိရင်တော့ပွဲသိမ့်ပြသွားတာကတော့ချုပ်ကွက်နဲ့ပွဲသိမ့်ပြသွားတာဖြစ်ပြီးပထမအချီရဲ့2မိနစ်29စက္ကန့်အရောက်မှာ Ignacio Bahamundes နေနဲ့ Jelin Tanda ကို submission ချုပ်ကွက်နဲ့နိုင်ယူရရှိသွားခဲ့တာပဲဖြစ်ပါတယ်ဒီပွဲစဉ်မှာဆိုလို့ရှိရင် Jelin Tanda အနေနဲ့ Ignacio Bahamundes ကို ပထမကြီးမှာအသာစီးရယူထားနိုင်ခဲ့တဲ့ဒီ ground and pound ကျွေးနေတဲ့အနေထားကနေပြီးတော့ Brazilian Jiu-Jitsu သမားတွေရဲ့ထုံးစံအတိုင်းပဲ ground and pound ကျွေးခံထားရတဲ့အနေထားကနေတဆင့် submission ချုပ်ွက်ပြန်လဲရယူသွားခဲ့တာဖြစ်ပြီး triangle ချုပ် position နဲ့ဆုံးသက်ပြသွားခဲ့တာပဲဖြစ်ပါတယ်။ဒီ fighter ဟာဆိုလို့ရှိရင်လည်း UFC အဖွဲ့အစည်းကို2020ခုနှစ်မှစတင်ရောက်ရှိခဲ့တာဖြစ်ပြီးတော့သူအနေနဲ့ ခုချိန်မှာအသက်29နှစ်အရွယ်သားရှိသေးတဲ့လူငယ်ဖိုက်တာတူပဲဖြစ်ပါတယ်။သူကလည်း UFC ပွဲစီမှာ record count တစ်ခုကိုပိုင်ဆိုင်ထားတာဖြစ်ပြီးတော့ MMA ပွဲစဉ်မှာစုစုပေါင်း၂၂ပွဲထိုးသက်ထားပြီးအဲ့ဒီတည်းကမှ18ပွဲနိုင်5ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတာပါ။ MMA ရှိထားတဲ့18ပွဲထဲမှာဆိုလို့ရှိရင်လည်း7ပွဲထိကိုပွဲသိမ်းပြထားပြီးပွဲသိမ်းထားတဲ့18ပွဲထဲမှာ7ပွဲထိကို အလဲထိုး2ပွဲကိုချုပ်ကွက်နဲ့နိုင်ရရှိထားတာဖြစ်ပါတယ်။ ဆိုတော့ဒီ fighter တွေဟာ UFC အဖွဲ့အစည်းရဲ့ lightweight တန်းမှာနောက်တက်အနာဂတ် champion လောင်းတွေဖြစ်လာနိုင်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ MMA ပရိသတ်တွေအနေနဲ့နောက်တက်လူငယ်ကစားသမားတွေရဲ့ပွဲစဉ်တွေကိုလည်းမလွတ်တမ်းစောင့်ကြည့်ဖို့လိုအပ်တယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်နောက်ထပ်ပွဲစဉ်ကတော့ Coleman Event ပွဲစဉ်တွေနဲ့ထိုးသက်သွားတဲ့ Justin Gaethje နဲ့ Rafael Fizito ရဲ့ပွဲစဉ်ပဲဖြစ်ပါတယ်။ဒီပွဲစဉ်ဟာဆိုရင်လဲတော်တော်လေးကိုကြည့်ကောင်းခဲ့တဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာဖြစ်ပြီးတော့ဒီပွဲစဉ်မှာ experience ကဘယ်လိုမျိုး ပွဲစဉ်မှာစကားပြောသွားတယ်လဲဆိုတာကိုအကောင်းဆုံးတသက်ပြသွားတဲ့ပွဲစဉ်တစ်ပွဲလို့ပြောရမှာပဲဖြစ်ပါတယ်။ဒီပွဲစဉ်မှာ Rafael Feizi အနေနဲ့သူဟာဝတ်ထိုးတက်ခဏီတပတ်လောက်လိုမှသူကလူစားထိုးဝင်လာတာဖြစ်ပြီးတော့သူအနေနဲ့အကောင်းဆုံးပြင်ဆင်လာခဲ့ပါတယ်။ဒါပေမဲ့လည်း Justin Gaethje အနေနဲ့က experience အတွေ့အကြုံတော်တော်လေးကိုများတဲ့ fighter ဖြစ်ပြီးသူအနေနဲ့တပါးကိုအသုံးပြုပြီးတော့အကောင်းဆုံးထိန်းကစားပြသွားတာဖြစ်ပါတယ်။ striker ဘိုင်းမှာရှင်စောကြတဲ့ပွဲစဉ်တစ်ပွဲဖြစ်ပြီး Justin Gaethje အနေနဲ့အရင်နှုန်းကနဲ့မတူတော့ဘဲသူဟာအနေငယ်နှစ်ကွေးလေးလံလာပြီးဖြစ်ပါတယ်။ဒါပြင် Rafael Fizi ဆိုတဲ့ကစားသမားကလည်းတော်တော်လေးကိုလင်းမြန်ဖျက်လက်တဲ့မွေထိုင်းကစားသမားဖြစ်နေတဲ့အတွက်ကြောင့်မို့လို့ Justin Gaethje အနေနဲ့တော်တော်လေးကိုသတိထားပြီးတော့စောလိုက်ရတဲ့အနေအထားမှာရှိတဲ့ပွဲစဉ်တစ်ပွဲလည်းဖြစ်ခဲ့တာပါ။ပထမကြီးမှာဆိုရင်တော့ Justin Gaethje နေနဲ့ Rafael Fizi ရဲ့တိုက်ကွက်တွေကိုသူ့အနေနဲ့တော်တော်လေးကို ဟန်စစ်ပြင်ပြီးစောခဲ့ရတာဖြစ်ပြီးတော့တကယ်ကိုလင်းမြန်သွက်လက်တဲ့ရာဖဲဖီဇီရဲ့တိုက်စစ်ပွင့်ပြီးတော့ကစားတဲ့ကစားပုံကို Justin Gage နဲ့တော်တော်လေးအသားကျအောင်ညှိယူခဲ့ရတာဖြစ်ပါတယ်။တတိယချီမှာတော့ Justin Gage နဲ့ဒါစီရယူကစားနိုင်ခဲ့ပြီးတော့ Rafael Fiziko ကိုသူ့ရဲ့ signature pin လက်သီးနဲ့ knockdown ချတော့အောင်ထိုးနိုင်ခဲ့ပါတယ်။ဒါပေမဲ့လည်း left hook ပွဲဖြတ်နိုင်လားဆိုတော့ပွဲမဖြတ်နိုင်ခဲ့ပဲနဲ့ Rafael Fiziko ရဲ့မာကွန်ကလည်းတော်တော်လေးကိုကြောက်စရာကောင်းတယ်လို့ပြောရမှာပါ။ နောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့ပွဲစဉ်ကတော့ main event ကောင်းပွဲပွဲစဉ်ဖြစ်တဲ့ Alex Barra နဲ့ Marco Matt and Galayev တို့ရဲ့ပွဲစဉ်အကြောင်းကိုသုံးသပ်တင်ဆက်ပေးသွားခြင်းပါတယ်။ဒီပွဲစဉ်ဟာဆိုလို့ရှိရင်တော့ပရိသတ်တွေကြားထဲမှာတော်တော်လေးကိုပြောစရာဖြစ်ခဲ့တဲ့ပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပြီးတော့ light heavyweight dan champion ji ls parara အနေနဲ့သူ့ရဲ့စွမ်းဆောင်ရည်ကြဆင်းပြီးသူ့ရဲ့ prime gala ကုန်ဆုံးသွားပြီလားဆိုတာစောင့်ကြည့်သွားရမယ်အနေထားရောက်ရှိသွားပါပြီ ဆိုတော့ဒီပွဲစဉ်မှာဆိုလို့ရှိရင်ပထမအချီမှာ Alex Barra ကို Marco Matan က Lief ကတော်တော်လေးကိုရှိန်နေတာကိုတွေ့ရတယ်။ဘာမှတတိယရောက်လည်းမလုပ်ပြနိုင်ပါဘူး။ Alex Barra အနေနဲ့ကလည်း Marco Matan က Lief ကိုတဖန်ပြန်ရှိန်နေတာကိုတွေ့ရပြီးတော့သူ့အနေနဲ့ take down ရယူခံရမှာကိုတော်တော်လေးကြောက်နေတဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ဒုတိယချီမဆိုရင်တော့မာဂိုမတ်အန်ကလိုက်ရဲအနေနဲ့အနေငယ်ပြန်ပြီး LS ဘာရာကိုချီချီရောက်ရောက်ထိုးနိုင်တယ်ဆိုတာသိရှိသွားပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့လုံးဝကိုမရှိန်တော့ပဲ LS ဘာရာကိုတောက်လျှောက်ပရက်ရှာပေးပြီးတော့စော်တာပါဒါပြင်ဒုတိယကြီးပြီးဆုံးကန်ဒီမှာ LS Barra ကိုငူးဝေသွားအောင်ထိုးနိုင်ခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့အဲ့ဒီချိန်ထဲကမာဂိုမတ်အန်ကလိုက်ရဲ့အနေနဲ့တော်တော်လေးကိုစိတ်တက်တက်ကြွသွားပြီး LS Barra ကိုတောက်လျှောက်ပရက်ရှာလိုက်ပေးထားတာပါ ီပွဲစဉ်မှာအန်အောစီယာကောင်းတာတစ်ခုကပြိသက်တွေအလုံးခံမှန်းနေကြတဲ့မာဂိုမတ်အန်ကာလိုက်ရဲလက်ဘန်စကီကို LS ဘာရာကလုံးဝကာကွယ်ပြသွားတာဖြစ်ပြီးတော့မာဂိုမတ်အန်ကာလိုက်ရဲအနေနဲ့ LS ဘာရာကို12ချိန်တိတ်တောင်းယူဖို့ကြိုးစားတာမှာ12ချိန်လုံးကိုကာကွယ်ပြသွားနိုင်တာ ဖြစ်ပါတယ်ဒါပြေနောက်ထပ်ပြိုင်သက်တွေခံမှန်းထားတဲ့တစ်ခုဖြစ်တဲ့ LS Barra ကမဂိုမတ်အန်ကာလိုက်ရက်ကိုအသာ ြသွားခဲ့ပြီး Ellis Barra ကိုတောက်လျှောက်ဆိုသလို Stanford မှာ pressure ပေးပြီးတော့အသာစီးယူပြီးကစားပြသွားခဲ့တာဖြစ်ပါတယ်ကျွန်တော်အနေနဲ့သုံးသက်ချင်တာတစ်ခုက Ellis Barra အနေနဲ့အရင်တုန်းကလိုမျိုး striking ပုံစံကောင်းကောင်းထွက်မလာဘူးဆိုတာက Magoman Anka Layet ရဲ့ရုတ်တရက် take down ရယူနိုင်တဲ့စွမ်းရည်ကိုသူ့အနေနဲ့ရှိန်နေလို့သာအရင်တုန်းကလိုမျိုး လွတ်လပ်လပ် striking မိုင်းမှာဆော့လို့မရတဲ့အတွက်ကြောင့်မို့လို့ Alex Barra အနေနဲ့သူ့ရဲ့ striking ဟာအနည်းငယ်လိုအပ်ချက်ရှိနေတာလို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်မိပါတယ်။ဒါပေမဲ့လည်း Magoman Angle Light ရဲ့ striking skill ဟာ Alex Barra ကိုကျွန်တော်အနေနဲ့အာမီယာမီတာတစ်ခုက၅ဂျီမြောက်မှာ Alex Barra အနေနဲ့ Magoman နိုင်ခဲ့တာပါ၅ဂျီမြောက်မှာ Magoman Angle Light ရဲ့အနေနဲ့ တော်တော်လေးကိုတတ်လုံကြနေပြီဖြစ်ပြီးတော့လှုပ်ရှားမှုတွေကလည်းနေကွေသွားပါတယ်။ဒါပြင် LS Spire ရဲ့ right hand တစ်ချက်နဲ့ခြေကံချက်တစ်ချက်ကိုပါမီးဆန်းပြီးတဲ့နောက်မှာဆိုရင်တော့မာဂိုမန်အန်ကာလိုက်ရအနေနဲ့မူးဝေနေတဲ့အနေထားမှာ LS Spire အနေနဲ့အရင်တော့ကလိုမျိုးအတင်းဝင်ပြီး finishing မလုပ်တာမျိုးကိုတွေ့ခဲ့ရပါတယ်။ဒီအနေနဲ့တော်တော်လေးကိုအားမရဘူးလို့ပြောမှ ဖြစ်ပြီးတော့ဒီပွဲစဉ်ဟာမကြခင်အချိန်အတွင်းမှာ rematch ပြန်လဲထိုးသက်သွားတဲ့တယ်လို့ လုံးဝအုတ်တုံသုံးသပ်မိပါတယ် UFC ဥက္ကဋ္ဌဒေနာဝိုင်းနဲ့ကလည်း Divider နှူးကိုချက်ချင်း rematch ပြန်တဲပေးမယ်ဆိုပြီးပြောဆိုထားပြီးမာဂိုမန်အန်ဂါလာရဲ့ကလည်း Ellis Barra ကိုချက်ချင်းမကြည့်ပွဲပြန်ထိုးပေးမယ်ဆိုပြီးတော့ပြောထားပါတယ်ဘယ်ပဲပြော နိုင်ယူရရှိသွားတဲ့မာဂိုမန်အန်ဂါလာရဲ့ကတော့သူလှုပ်ရှားရှိတာကိုလုံးပြသွားတာဖြစ်ပြီး Ellis Barra ကိုတရားမျှတမှုရှိစွာနဲ့နိုင်ယူသွားတယ်လို့ကျွန်တော်ကတော့ထင်မြင်ပါတယ် ဒါပြင် LS Spire အနေနဲ့ကလည်းချန်ပီယံကပတ်ကိုသုံးကြိမ်ကာကွယ်ပြတ်သွားပြီးတထေးဖြစ်ပြီးတဲ့နောက်မှာအချင်းနေငယ်ပြောင်းသွားတာကိုတွေ့ရမှာဖြစ်ပြီးတော့သူအနေနဲ့ Legend Gun ဂျင်းယုံမာထက်ဆိုရှယ်မီဒီယာပေါ်မှာအချိန်ကုန်နေတာပိုပြီးတော့များနေတာကိုပြည်သက်တွေအနေနဲ့လည်းသတိထားမိမယ်လို့ထင်ပါတယ်။အဲဒီလိုမျိုးဖြစ်သွားတဲ့အတွက်ကြောင့်မို့လို့ LS Spire အနေနဲ့အရင်တုန်းကလိုမျိုး Fighter Gen တယောက်မဟုတ်တော့ဘဲနဲ့မာဂိုမန်အန်ကာလက်ရက်ကိုရှုံးနေသွားတယ်လို့ကျွန်တော်ကထင်မြင်ယူဆသုံးသပ်မိပါတယ်။ဆိုတော့ အကြခင်ချိန်တွင်မှပြန်လဲပွဲတက်ပေးမယ်ဆိုတဲ့အတွက်ကြောင့်မလို့မကြေပွဲပွဲစဉ်ကတော့ဒီနှစ်တွင်မှပဲစောင့်ကြည့်သွားဖို့ရှိနေတာဖြစ်ပြီး LS Barra အနေနဲ့သူ့ရဲ့ Light Heavyweight Champion ကပတ်ကိုတဖန်ပြန်လဲယူဆောင်နိုင်ပါမလားဆိုတာ စိတ်ဝင်စားစရာပါရီတတင်းနေကရောမာဂိုမန်အန်ကာလိုက်ရက်နဲ့ LS စပိုင်ရာတို့ရဲ့ဝယ်စဉ်ကြည့်ပြီးနောက်မှာဘယ်လိုမျိုးခံစားရလဲဘယ်လိုမျိုးထင်မြင်သုံးသပ်မိသလဲပြီးတော့မကြည်ပွဲပြန်လဲထိုးသက်တဲ့အခါမှာဘယ်သူကနိုင်ယူရရှိသွားနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုကောမန်မှာကျွန်တော်ရဲ့အတူတူစူရင်းညစ်ခုံသုံးသပ်ပေးခဲ့ကြပါအောင်ခင်ဗျာဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်